thank uh you -huh. မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအွန်လိုင်းဘင်းစတက်ထိတ်သည့်အစီအဝေးတက်မယ်လို့ထိုင်းမီဒီယာဖော်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစကောင်ဆောင်မင်းအွန်လိုင်းကဘင်္ဂလားပင်လယ်ော်ဒေသရင်းကဏ္ဍဆောင်ဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဘင်းစတက်ရဲ့ထိတ်သည့်အစီအဝေးကိုထိုင်းနိုင်ငံမှာတက်ရောက်သွားမယ်လို့သိရပါတယ်။ထိုင်းမီဒီယာတွေကမင်းအွန်လိုင်းဟာဘန်ကောက်မှာ AB 3ရက်နဲ့၄ရက်နေတဲ့အတွင်းဘင်းစတက်ထိတ်သည့်အစီအဝေးတက်ရောက်မှာ ဖြစ်တယ်လို့မန်လာ23ရက်နေ့ကဖော်ပြခဲ့ပါတယ်။အထူးယုံ ံကြည်ရတဲ့တည်င်းအရင်မြင့်တစ်ခုရဲ့အဆိုအရစစ်ကောင်းဆောင်မင်းအောင်လိုင်ကဘန်ကောက်မှာအင်ရှင်အပြင်လက်ခံကျင်းပမယ့်စတမာကျင်းများဘင်စတက်ထိပ်သည့်အစည်းအဝေးကိုဖိတ်ကြားခံရတယ်လို့အတီးပြုနိုင်ကြောင်းထိုင်းရဲ့ PBS သတင်းဌာနကရှင်းတာထားပါတယ်။ဒါဟာအာနာသိန်းခဲ့တဲ့2021ခုနှစ်နောက်ပိုင်းမင်းအောင်လိုင်ကဘန်ကောက်ကိုပထမဆုံးချိန်သွားရောက်မှုဖြစ်လာမှာပါ။ဘင်းစတက်ညီလာခံမှာနိုင်ငံတချို့ရဲ့ကောင်းဆောင်တွေကကျေပြန့်တဲ့အကြောင်းကိစ္စတွေကိုဆွေးနွေးဖို့ရည်ရွယ်ထားပါတယ်။ဘင်းစတက်ကလက်ရှိထိုင်းဝန်ကြီးချုပ်ဖီထောင်တန်ရှင်နာဝဲလက်ထက်မှာပထမဆုံးချိန်ကြီးမှုခွင့်ရမယ်နိုင်ငံတကာထိပ်သီးညီလာခံအစဉ်အစည်းအဝေးလည်းဖြစ်လာမှာပါ။အဲ့ဒီအစည်းအဝေးကိုဒေသရင်းနိုင်ငံတွေဖြစ်တဲ့တီရီလင်ကအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊နီပေါ်၊ထိုင်းတို့နဲ့ကောင်းဆောင်တွေပြင်အာနာသိန်း ်စစ်ကောင်ဆောင်လည်းတက်ရောက်ခွင့်ရလာတာပါမူလကအဲ့ဒီမှာအစည်းအဝေးကို2024ခုနှစ်နိုဝင်ဘာလမှာပြုလုပ်ဖို့ရည်ရွယ်ထားပြီးမြေအကြောင်းမျိုးမျိုးကြောင့်ရက်ရွှေ့ထားခဲ့ရတယ်လို့ဆိုပါတယ် ဘင်းစတပ်ဖွဲ့ကို1998ခုနှစ်တုန်းကဘန်ကောက်မှာစတင်ထူထောင်ခဲ့ပြီးရည်ရွယ်ချက်ကတော့ဘင်္ဂလားပင်လယ်ဝန်နဲ့ဆက်စပ်တဲ့နိုင်ငံတွေကြားပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်နိုင်ဖို့ဖြစ်ပါတယ်။ဘင်းစတပ်ကတောင်အာရှနဲ့အရှေ့တောင်အာရှဒေသတွေမှာစီးပွားရေးလူမှုရေးနဲ့ရင်ကျေးမှုဆိုင်ရာပေါင်းကူးမှုတွေမြင့်တင်ပြီးတဲ့တရားတစ်ခုဖြစ်ရက်တီဖို့လည်းရည်ရွယ်ခဲ့ပါတယ်။ဘင်းစတပ်ထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံတွေကတန်တမာရေးနဲ့စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုလှုပ်ဆောင်သွားဖို့အစီအစဉ်ထားပါတယ်။ Time PBS ရဲ့သတင်းအရင်းမြစ်ကဘန်ကောက်မှာကျင်းပမယ့် စည်းဝေးတွေကရေချောင်းကဏ္ဍပူပေါင်းဆောင်ရွက်မှုတွေရေရှည်တိုးတက်မှုတွေဒေသရင်းပေါင်းကူးဆက်သွယ်မှုတွေကိုအဓိကဗဟုပြုကျင့်ကပ်သွားမယ်လို့ပြောကြားသွားပါတယ် ဆက်လက်ပြီးမန္တလေးမှာစေအုပ်စုကမြို့ကန်တွေကိုလူစုမင်းနိုင်ခိုင်ကစစ်သားတွေစုဆောင်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်ကရှက်ွက်တွေမှာစေအုပ်စုကမြို့ကန်တွေကိုလူစုမင်းနိုင်ခိုင်တာစစ်သားတွေစုဆောင်းနေရလို့မြို့ကန်တွေကပြောပါတယ်။မလ24ရက်မနေ့ပိုင်းကစာလုံးမန္တလေးမြို့မဟာအောင်မြင်မြို့နယ်အတွင်းကရှက်ွက်ရုံဓမ္မရုံနဲ့တမတ်နေရာတွေမှာစေအုပ်စုကမြို့ကန်တွေကိုလူစုခိုင်ပြီးမင်းနိုင်ခိုင်ကအပတ်စဉ်စနစ်အတွက်စစ်သားတွေစုဆောင်းလာလို့ဆိုပါတယ်။စစ်သားတွေစုဆောင်းမယ်အသက်အရွယ်အကျုံးဝင်တဲ့လူငယ်တွေ ွေအနေနဲ့ကိုယ်တိုင်ဖြစ်စေကိုစားဖြစ်စေမပြတ်မကွက်မဲလာနိုင်ကြဖို့နဲ့လာရောက်ခြင်းမရှိပါကမျက်ကွယ်မဲနိုင်မယ်လို့စစ်အုပ်စုကမြို့နံလော့စပီကာနဲ့လိုက်အော်ထားပါတယ်ကိုယ်တိုင်ဒါမှမဟုတ်ကိုစားမသွားရင်မျက်ကွယ်မဲနိုင်မယ်ဆိုတာကြောင့်နံပါတ်စင်ကြော်ပြီးထင်တယ်လို့လုံးမဆုံးလို့ကိုစားမဲသွားနိုင်ကြသူတွေများတယ်လို့မဟာအောင်မြို့နယ်မှာနေထိုင်သူတအုပ်ကပြောပါတယ် ရက်ကွက်တချို့မဲနိုင်လို့ပြီးစီးပြီဖြစ်ကတချို့ရက်ကွက်တွေမှာမဲနိုင်ခိုင်းနေစေဖြစ်ပြီးမဲပေါက်သူတွေကိုပဲအချင်းလာရောက်ဖမ်းဆီးခေါ်ပြီးစစ်သားထက်စုမဲဆိုတာအသေးစိတ်မသိရသေးဘူးလို့ဆိုပါတယ်။အာနာသိန်းစစ်အုပ်စုက2024မြန်လာကစလို့နိုင်ငံတော်စစ်သားထက်စုဆောင်တာတွေလုပ်နေပြီးပေါ်တာဆွဲစုဆောင်ရရှိလာသူတွေကိုရက်တိုစစ်တနံပြီးလက်နက်တဆင်ပြီးကနိုင်ငံတော်ကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေစီအသေးကစစ်သားအဖြစ်ပို့လွှင့်နေတာဖြစ်ပါတယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာစစ်အုပ်စုကထိတာကန်နေကိုလူစုမဲနိုင်ခိုင်းပြီးစစ်သားထက် င်စုဆောင်နေရဆိုတာကိုဓာတ်ပုံနည်းနဲ့တကွာဖော်ပြထားပါရဲ့ရှင်။ လူတို့ကိုတက်ဖြတ်နေသောမင်းအောင်လိုင်းကဒီမိုကရေစီထူထောင်ဖို့အသိဉာဏ်ပညာပြည့်ဝရန်လိုအပ်ပြီးပြည်သူရဲ့အသက်အဝိင်စီစဉ်ပြတ်သုံးနေတဲ့ဒုက္ခတွေကိုသင်ခန်းစာယူဖို့အချိန်ခါကြာပြီလို့ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူလူထုကိုနှီးမျိုးစုံနဲ့တက်ဖြတ်နေတဲ့အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကဒီမိုကရေစီနိုင်ငံထူထောင်ရန်အသိဉာဏ်ပညာပြည့်ဝရန်လိုအပ်ပြီးပြည်သူရဲ့အသက်အဝိင်စီစဉ်ပြတ်သုံးဆင်းရဲဒုက္ခရောက်နေမှုကိုသင်ခန်းစာယူဖို့အချိန်ခါကြာပြီဖြစ်ကြောင်းပြောဆိုပါရတယ်။52နှစ်မြောက်မွန်ပြည်နယ်နေ့အဖြစ်မင်းအောင်လိုင်းကစာပေးဖို့စဉ်အထက်ပါတိုင်းပြောဆိုရေး သားလာတာပါပြည်သူလူထုရဲ့မဲဆန္ဒနဲ့ NLD ပါတီကတောင်ပြူကမ်းပြူအနိုင်ရရှိတဲ့2020ရွှေကောက်ပွဲကိုမဲမတမမှုရှိရလို့ဆိုပြီးအာဏာလုယူခဲ့တဲ့အကြမ်းဖက်မင်းအောင်လိုင်ကဒီမိုကရေစီနိုင်ငံထူထောင်ရမှာနိုင်ငံသားအလုံးအနေနဲ့စီလုံးညီညွတ်ခြင်းစည်းကမ်းရှိခြင်းတရားဥပဒေကိုလေးစားလိုက်နာခြင်းနဲ့အသိဉာဏ်ပညာပြည့်ဝခြင်းတို့ကမရှိမဖြစ်လိုအပ်မှာဖြစ်ကြောင်း မြန်မာကလာမိမိတို့နိုင်ငံရဲ့အခြေအနေမှာတိဆောက်ရေးကိုမလုံနိုင်ဘဲတိုင်းဖြတ်ပြည်ဖြတ်ကိုအင်ပြေအားပြေနဲ့ကြိုးပမ်းကာကွယ်နေရတဲ့အတွက်တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအားနည်းပြီးဖွံ့ဖြိုးတိုးတက်မှုနဲ့အလံဝင်နေရလို့ပြောဆိုပါတယ်။ဒါအပြင်ပြည်သူလူထုကိုလေကြောင်းတိုက်ခိုက်ပြီးတော့၎င်းလက်နက်ကြီးများပစ်ခတ်ပြီးတော့၎င်းစစ်ကြောင်းထိုးပြီးတော့၎င်းနီလန်းမျိုးစုံနဲ့တပ်ဖြတ်လျက်ရှိတဲ့အမင်းရောင်လိုင်းကတိုင်းဒေသလက်နက်ကန်တွေနဲ့သက်ဆိုင်ရာဖွဲ့စည်းများပတ်သက်သူများအနေနဲ့ပြည်သူများဒုက္ခရောက်စေပြီးနိုင်ငံကိုအန္တရာယ်ကျရောက်စေမဲ့လို့ရက်တွေကိုနိုင်ငံနဲ့ပြည်သူအကျိုးရှိရှုပြီးရတံမိက ြဖို့အတိပေးမှကြားလို့ရတယ်လို့ဆိုပါတယ်။နိုင်ငံတော်ရှိပြည်သူလူထုရဲ့နေအိမ်များကိုဖျက်ဆီးမိရှုဖျက်ဆီးကပြည်သူပိုင်းအဖို့တန်ပစ္စည်းတွေကိုလူရက်နေတဲ့စစ်ကောင်စီတရဲ့ခေါင်းဆောင်မင်းအောင်လိုင်းကပြည်သူရဲ့အသက်အိုအိမ်စီးစိမ်ပြတ်သုံးဒုက္ခရောက်နေမှုကိုတင်ငန်းစာယူဖို့အချိန်ခါကြပြီဖြစ်ကြောင်းစစ်ကောင်စီအနေနဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီးထွက်ပေါ်လာတဲ့အစိုးရကိုနိုင်ငံတော်တာဝန်များလွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောဆိုပါတယ်။ မင်းအောင်လိုင်ကအဲ့လိုပြောဆိုနေတော့လေမြေပြင်မှာတော့အသက်၁၈နှစ်မှအသက်၃၅နှစ်အတွင်းရှင်အမျိုးသားလူငယ်များကိုနိုင်ငံတော်မှာစစ်မှုထမ်းခိုင်းဖို့ဖန်စီပေါ်တာဆွဲခြင်းစစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့ဘုံကြီးကျောင်းနဲ့စစ်ဘေးရှောင်စခန်းတွေကိုလင်းရင်နဲ့ပုံကျဲခြင်းစစ်ဘက်ပြစ်မှတ်မဟုတ်တဲ့ခြေရွာများကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းစစ်ဘေးရှောင်ပြည်သူများကိုအကြမ်းမဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းအပါအဝင်ဥပဒေမဲ့အကြမ်းဖက်ရက်စက်မှုတွေကိုစစ်တပ်ကကျူးလွန်နေကြောင်းပြည်ရင်းပြည်ပရက်ဖက်ဖွဲ့စည်းများကုလသမဂ္ဂနဲ့နိုင်ငံတကာဖွဲ့စည်းများကတရားဝင်ထုတ်ဖော်ပြောဆိုပါတယ်ဆလပီပူ ူလူတူစခန်းမှာထိုင်းဘက်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်အမျိုးသားစီရင် KNU တပ်မှခုနှစ်ဖန်ခရိုင်လိုင်းပွဲမြို့နယ်ရှိပူလူတူစစ်ကောင်စီတပ်စခန်းကို KNU ပူပေါင်းတပ်ကမလ14ရက်နေ့မှာအပိသက်တင်ပန်ခရိုင်အဆိုပါတပ်စခန်းမှာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မှတ်တမ်းတပ်ပုံတချို့ကိုကရင်သတင်းရှင်းမြစ်တအူကမလ19ရက်နေ့မှာဖော်ပြပါရယ်။ ခါလာရ31တိုင်ရင်ပွိုင်း12 4ရှိပူလူတူအခြေဆိုင်စစ်ကောင်စီတပ်စခန်းကိုဖေဖော်ဝါရီ26ရက်မှာစတင်ထိုးစစ်ဆင်ခဲ့ရာနှစ်ပတ်ကျော်ကြာမှတိုင်နိုင်ခဲ့တာဖြစ်ပါတယ်ပူလူတူအခြေဆိုင်ခြေကုပ်စခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL လီတမဟာခွနဲ့တရင်20နှစ်ဦးနောင်ဦးဆောင်ပြီးကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့တော်လိုင်းပူပေါင်းတပ်များကတိုင်ပိုင်ရာစစ်ကောင်စီတပ်သားစစ်တပ်ဦးတင်ဆောင်ပြီးစစ်တပ်ဦးမှထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတယ်လို့ဆိုပါတယ်ထွက်ပြေးလူမျိုးသူစစ်တပ်ဦးနဲ့တောင်းဦးမှထိုင်ရန်ရရှိထားကြောင်း၎င်းတို့နဲ့အတူလက်နက်ငယ် နှစ်လက်ပါသွားကြောင်း KNU ကအတည်ပြုပါတယ် ။ကရင်တရင်အရင်မြက်ကပြသတဲ့ထွက်ပြေးစစ်ကောင်စီတပ်သားများထိုင်းဘက်ရောက်ရှိနေတဲ့ဓပုံမှာထိုင်းအာဏာပိုင်များကအဆိုပါစစ်ကောင်စီတပ်သားတွေကိုအစအုပ်တစ်ခုမှနေရာချထားတာကိုတွေ့ရပါတယ်။ထိုင်းအာဏာပိုင်တွေကအဆိုပါစစ်ကောင်စီတပ်သားတွေကိုဆက်လက်ထိန်းသိမ်းထားခြင်းဒါမှမဟုတ်စစ်ကောင်စီထံပြန်လည်ပေးခြင်းအခြေအနေကိုမတိရသေးပါဘူး။ထိုင်းရောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဓပုံမှတ်တမ်းတချို့သာရရှိထားတယ်လို့ကရင်တရင်အရင်မြက်ကပြောပါတယ်။အဆိုပါပူလူတူစကန်သိမ်းတိုက်ပွဲမှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ6ဦးတန်ရာရပြီး3ဦးကြာဆုံးခဲ့တယ်လို့ KNU ကအတည်ပြု ပါတယ်။ KNU ကစစ်တပ်အာဏာသိမ်းပြီးနောက်ခရိုင်တပ်မခုနှစ်ခုရှင်စစ်ကောင်စီတပ်စခန်း150ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးအဲ့လိုတိုက်ခိုက်ရမှာ PDF အပါအဝင်တော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းကစစ်ကောင်စီကိုတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ငဖဲမြို့နယ်နိုင်ရင်ကန်ဖြူဟာစခန်းကို AA ပိတ်ဆို့တိုက်ခိုက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်နဲ့မကွေတိုင်းဆက်အမ်ပရန်လမ်းမော်ကစစ်ကောင်စီရဲ့နိုင်ရင်ကန်ဖြူဟာစခန်းကိုသိမ်းပိုင်နိုင်ရင်အရခတ်တတော်ရင်ကဝိုင်းပတ်ပိတ်ဆို့ပြီးထိုးစစ်ဆင်နေရလို့စည်ရင်းချင်းတွေကိုသိရှိတဲ့ဒေသ ခံတွေကမလ3ရက်နေ့မှာပြောပါတယ်နိုင်ငံကံပြူဟာစကန်းရဲ့ကာကင်းစကန်းနေဖြစ်တဲ့မထုံအထက်တုံးနဲ့အောက်တုံးကြီးစကန်းတွေကိုဖေဖော်ဝါရီ16ရက်နေ့မှာအင်းကသိမ်းပိုင်လိုက်ပြီးရနောက်ဒီရက်ပိုင်းမှာအပြင်းအထန်ထိုးစစ်ဆင်ခံနေတာလို့ဒေသခံတအုပ်ကပြောပါရင်း အချိန်မြင့်လာတာတော့9ရက်6ရက်လောက်ရှိပြီနိုင်ငံကန်တောင်ကမှတ်တင်တပ်ဖို့မလွယ်ဘူးဆိုတော့အင်ကြီးကလည်းအနာကနိုင်ဖို့အပြင်းထန်ကြိုးစားနေတဲ့အချိန်နေပဲစစ်ကောင်စီဘက်ကအင်အားဖြည့်နေတာလည်းရှိနေအမ်ဘရန်လန်မကွေတိုင်းငဖဲမြို့နယ်အတွင်းကနိုင်ငံကန်စခန်းနဲ့ကုတ်ကြီးစခန်းတို့ဟာမကွေတိုင်းနဲ့အင်ရဲ့ထိုးဖောက်ဝင်ရောက်လာမှုကိုကာကွယ်ဖို့အတွက်အရေးပါတဲ့တပ်စခန်းတွေလို့ဒေသခံတွေကပြောပါရင်း တိုက်ပွဲစီနေတဲ့ပတ်သက်လို့အင်းပြောခွင့်ရသူဥခိုင်သူခါနဲ့စစ်ကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူဦးလာသိန်းတို့ကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမယ်လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။အရခတ်တက်တော်အင်းနဲ့ပူပေါင်းတက်တွင်က မကွေးတိုင်းကစစ်ကောင်စီတက်စကန်နေပြင်ရခိုင်ရုံမနဲ့ထိစပ်နေတဲ့အရာရီတိုင်းနဲ့ပဲခူးတိုင်းဆက်ကစစ်ကောင်စီတက်စကန်နေကိုလည်းအခုမလာစမ်းတီဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စီရင်အခြေအနေကိုသိရှိတဲ့ဒေသခံတွေကပြောပါရင်